။ရာနဲ့ချီတဲ့ Viking စစ်တီတော်တွေကိုလက်စားကြည့်တွေးကြွေးဆက်မဲ့ Indian ကောင်လေး။ Christopher Columbus ကအမေရိကကိုရှာမတွေ့ခင်ရာစုနှစ်ပေါင်းများစွာကလည်း Viking တွေကဒီနယ်မြေရဲ့တမိုင်းမှာပါဝင်နေခဲ့ပါတယ်။မနက်ခင်းလေးတစ်ခုမှာ Viking ကထင်းကွေနေတော့သူမကိုနမိတ်ပြနေသူလိုမျိုးဖြတ်သွားတဲ့မြေပြူတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမြင်းတော့ကိုလိုက်သွားတဲ့အချိန်မှာတော့ကန်းဆက်မှာကြောက်ချထားတဲ့တင်မောကြီးတစ်စင်းကိုသူမမြင်လိုက်ရပါတယ်။ဒီတင်မောကကြောက်ဆောင်လေးကြောင့်စိုးစိုးဝါးဝါးထိခိုက်ထားပြီးအချိန်တော်ကြာဒီနေရာမှာရှိနေခဲ့ပုံဖြစ်နေခဲ့ပါတယ်။ တင်မော့ပြည်ထက်မှာဘသူမှအသက်မရှင်ပဲတည်ဆုံးသွားကြတဲ့ပုံပါပဲပစ္စည်းတွေကိုသူမစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ပစ္စည်းတွေကြားမှာအလောင်းတွေအများကြီးကိုတွေ့လိုက်ရပြီးလန်သွားခဲ့ပါတယ်တည်ဆုံးသွားတဲ့သူတွေကြားထဲမှာတော့ဆယ်နှစ်ခန့်အရွယ်ကောင်လေးတယောက်ပုံအောင်နေခဲ့ပြီးတော့သူကတယောက်တည်းကျန်နေခဲ့တာကြောင့်လုံးဝကိုကြောင်းလက်တုံလုံးနေခဲ့ပါတယ်ဒါကြောင့်ဝိုင်းလေးကကောင်လေးကိုရွာစီကိုခေါ်လာခဲ့ပေမဲ့ရွာရဲ့ကောင်းဆောင်တွေကတော့ဒီအပြင်လူကိုလက်ခံဖို့ညှင်းဆန်နေခဲ့ကြပါတယ် ဘာလို့လဲဆိုတော့သူ့ရဲ့အသားရည်နဲ့မျိုးလုံးရောင်ကသူတို့လူမျိုးနဲ့အရန်ကိုကွဲပြားခြားနားနေတာကြောင့်ပဲဖြစ်ပါတယ်။သူတို့ရဲ့ယုံကြည်မှုရာဒါကမကောင်းတဲ့နမိတ်တစ်ခုဖြစ်ပြီးဒီကောင်လေးကသူတို့နယ်မြေကိုကန်ဆိုးခြင်းတွေယူဆောင်လာမယ့်မိစ္ဆာလို့ယုံကြည်ကြကကောင်လေးကိုနှင်ထုတ်ဖို့စီစဉ်ကြပါတယ်။ကံကောင်းထောမှစွာပဲဝိုင်တဲကဝင်ရောက်တားဆီးလိုက်တာကြောင့်ကောင်လေးကိုသူတို့နဲ့အတူနေထိုင်ခွင့်ရခဲ့ပြီးအနာဂတ်တစ်ခုရှိလာနိုင်အောင်လည်းကြောင်းပြနိုင်ခဲ့ပါတယ်။၅နှစ်ကြာသွားပြီးတဲ့နောက်မှာတော့ဒီဘိုက်ကင်းလူငယ်လေးကကြီးပြင်းလာခဲ့ပါပြီ။ အခုချိန်မှာတော့သူ့ကိုနေထိုင်စရာအိမ်တစ်ခု ပေးခဲ့တဲ့အိန္ဒိယန်တွေကချစ်ခင်ကြပြီးတော့တန်ဖိုးထားခံနေရပါပြီ။သူ့ကိုရွာကလူတွေကကိုးဆိုတဲ့နာမည်တစ်ခုပေးခဲ့ကြပါတယ်။တခြားသူတွေဘလောက်ပဲသဘောကျနေပါစေသူ့ကိုသူတို့လူမျိုးတွေနဲ့မဆိုင်တဲ့ကျူးကျော်သူအပြင်လူဖြစ်သတ်မှတ်ထားတဲ့သူကတော့အမြဲရှိနေခဲ့တာပါပဲ။အဲဒီသူကတော့စစ်တီကောင်းဆောင်တွေကတယောက်ဖြစ်တဲ့တောင်ပန်လက်ပါပဲ။ရွာကောင်းဆောင်ဖြစ်တဲ့လမ်းပြကသူ့ရဲ့ရဲရဲရာစက္ကန်သူတောင်ပေါ်ကစင်းင်းပြိုကျမှုတွင်တည်ဆုံသွားပြီဆိုတာသိလိုက်ရပါတယ်။ သူရဲ့ဘဝနေဝင်ချိန်ကလည်းနှီးကပ်လာပြီဆိုတော့သူ့အနေနဲ့အရေးချင်းရှိတဲ့စက္ကန့်သူတဦးကိုရှာဖွေဖို့လိုအပ်လာခဲ့ပါပြီ။ခေါင်းဆောင်တွေရဲ့မြန်မာတော့ Ghost ကနိုင်ငံသားအပြင်လူတယောက်ဖြစ်တာကြောင့်ခေါင်းဆောင်တယောက်ဘလို့မှမဖြစ်သင့်ဘူးလို့ယူဆကြကသူ့ကိုခန်းသားကနေထုတ်ပယ်ထားခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့ Ghost ကရွာကလူငယ်စစ်တီတွေရွာခေါင်းဆောင်ဖြစ်လာဖို့ထိုက်တန်ကြောင်းတက်တည်ပြဖို့အတွက်သူတို့ရဲ့တိုက်ပွဲစီကိုသွားကြတာကိုမြင်နေခဲ့ရပါတယ်။သူတို့ထဲမှာ Starfire လည်းပါဝင်နေပြီးတော့သူမကခေါင်းဆောင်ရဲ့တမိဖြစ်တယ်လို့ ဂိုးစ်တွေလည်းအလားဆုံးမိကလေးတယောက်လည်းဖြစ်ပါလေဂိုးစ်ကလည်းသူ့ရဲ့ရည်ချင်းကိုတသက်ပြကျင်နေတာကြောင့်တကူတော်မဲလိုက်ခီးကိုထွက်ခွာခဲ့ပြီးတော့သူ့ရာအတွက်ထိုက်တန်တဲ့သူရဲကောင်းတူမဖြစ်မချင်းပြန်မလာဘူးလို့သူ့ကိုယ်သူကတိပေးခဲ့ပါလေကိုယ်ကြောက်တော်ရဲကိုသွားနေချိန်မှာတော့သူ့တငယ်ချင်း list တဲကဘန်းတွေနဲ့ဈေးဘက်ဝင်အပင်တွေကိုခူးနေတော့သူ့နောက်ကနေတစုံတစ်ယောက်ကပေါ်လာကလေဘင်းကနေလှမ်းဆွဲဖို့ကြိုးစားပါတယ်။သူမရဲ့တစ္ဆာရှိတဲ့ခွေးလေးကြောင့်သူမကလည်းရွာကိုလွတ်မြောက်အောင်တပြေးနိုင်ခဲ့ပါတယ်။ အဲလူတွေကဘိုင်ကင်းတွေဖြစ်ကြပြီးသူတို့ရဲ့မျက်နှာတွေမှာလည်းကျင်သားရနေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမြင်တွေ့နိုင်ပါတယ်။ရွာရဲ့အကောင်းဆုံးစစ်သည်တွေမရှိဘဲအကာအကွယ်မဲ့နေချိန်မှာသူတို့ကရွာကိုရောက်လာပြီးတော့လူတိုင်းကိုစတင်တပ်ဖြတ်ကြပါတော့တယ်။တိုက်ပွဲခရီးသံကိုကြားလိုက်ရတဲ့ကိုကျော်ဘာလဲဆိုတာကိုချက်ချင်းသိပြီးတော့ရွာကိုလင်းမြန်ပြန်လာခဲ့ပေမဲ့သူဝေးကနေမြင်နိုင်တာကတော့မီးလောင်နေတဲ့သူ့ရဲ့ရွာလေးနဲ့ဘိုးကိုစဝိုင်းပြည့်ကိုလွှမ်းခြုံနေခဲ့တဲ့လူတွေရဲ့အော်ဟစ်တန်တွေပါပဲ။ ။နိုင်နေခဲ့ကြပြီးတဲ့နောက်မှာတော့လူငယ်လေးကသူ့အိမ်ကိုပြန်အောင်လာပြီးပြာရီပဲကြံလို့တာကိုတွေ့လိုက်ရပါတယ်။ရွာတွေကရာနဲ့ကြီးတဲ့လောင်းတွေကိုလည်း Viking ခွေးတွေကဝိုင်းဝန်းစားတောက်နေကြတာကိုမြင်နေရပါတယ်။ဒီဆုံးသူတွေထဲမှာတော့သူ့ကိုအမြဲတမ်းချစ်ခင်မြန်လို့ပြီးတော့ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တဲ့တူရီတော်လူသူ့မိဝိုင်းတယ်လည်းပါဝင်နေခဲ့ပါဗျ။မလမ်းမကမ်းမှာတော့ Viking တွေကသူ့ဖေကိုဖမ်းဆီးထားခဲ့ပြီးသူတို့ပျော်ရွှင်ဖို့အတွက်အတင်းကြပ်ကိုတိုက်ခိုက်ခံနေခဲ့ကြပါဗျ ဘာကင်းရေတွက်ကများပြားနေတာကြောင့် Ghost လဲသူ့ဖေကိုကယ်တင်ဖို့နီလန်းရှာရင်နဲ့ပုံနေယုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒါမဲ့ဘိုင်ကင်းတွေကသူ့ကိုနောက်ကနေဖမ်းမိသွားတာကြောင့်အချိန်မီကယ်တင်နိုင်ခဲ့တဲ့သူ့ဖေဟာသူ့မျက်စိရှိမှလည်းတတ်ခံလိုက်ရပါတယ်။ဘာကင်းတွေက Ghost ကိုတေချာကြည့်လိုက်တဲ့အခါမှာတော့သူတို့လူမျိုးတွေကတယောက်ဖြစ်နေမှသိလိုက်ကြပါတယ်။ဒါမဲ့သူကအိန္ဒိယဝတ်စုံဝတ်ထားတာကြောင့်ကြံတဲ့သူတွေလိုပဲသူ့ကိုတပ်ပစ်ကြမှာပဲဖြစ်ပါတယ်။ဒါမဲ့ဒီချိန်မှာတော့သူ့ကိုလေးစားမှုပြပေးလိုက်ပြီးတော့ သူ့ကိုယ်သူခုခံကာကွယ်နိုင်ဖို့နဲ့တိုက်ပွဲကိုစိတ်ဝင်စားစရာဖြစ်စေဖို့အတွက်ဓာတ်တလက်ပေးလိုက်ပါတယ်။တိုက်ပွဲစားရင်နာနဲ့ Ghost ကလင်မြန်တဲ့လှုပ်ရှားမှုတစ်ခုနဲ့သူ့ရဲ့ပြန်ပေးရဲ့မျက်နှာကိုတန်ရာရောက်အောင်လုပ်နိုင်ခဲ့ပြီးရှားတဲ့အချိန်မှာခွင့်ရယူပြီးတော့ထွက်ပြနိုင်ခဲ့ပါတယ်။အသက်ရှင်နိုင်ဖို့ထွက်ပြေးနေခဲ့တဲ့ Ghost ကိုဒါဇင်နဲ့ကြည်တဲ့ Viking အနေနဲ့သူ့ရဲ့ခွေးတွေကလိုက်ဖမ်းနေကြပါတယ်။ပြင်းနေတဲ့လမ်းတစ်လျှောက်ခြေလမ်းတိုင်းမှာမြားတွေကသူ့နောက်ကိုလိုက်လာနေသလိုပါပဲ။ ရန်ကုန်စီမှာတော့ Viking တယောက်က Ghost ကိုမျက်စိပြတ်သွားခဲ့ပြီးရှာနေတော့မှာပဲ Ghost ကရောက်ကနေဖြတ်ပေါ်လာပြီးတော့သူ့ကိုလက်ငိုက်မှာတိုက်ခတ်လိုက်ပါတယ်။မြင်းကောင်ရလိုက်တာကြောင့် Ghost တို့ထွက်ပြေးရင်းနဲ့အသက်ရှင်နိုင်ဖို့ကအခွင့်အရေးပိုပြီးများလာခဲ့ပါပြီ။သူကလမ်းတစ်လျှောက်မှာရန်သူတော်တော်များများကိုလည်းဖယ်ရှားနိုင်ခဲ့ပေမဲ့ဒါရီကသူ့ကိုတောင်ပေါ်တိလိုက်ဖမ်းနေခဲ့ကြတဲ့ယာနဲ့ကြည့်တဲ့ Viking တွေကအနေငယ်သာရှိပါသေးတယ်။တောင်ပေါ်မှာတော့ Ghost တို့များမဲ့သွားခဲ့ပြီး Viking တွေကလည်းလာနေကြတာတခြားရွေးချယ်စရာမရှိတော့တာကြောင့် ဒိုင်းတစ်ခုပေါ်ခုန်တက်ပြီးတော့သူ့ကိုစင်းနေနေပေါ်ကနေရှော့ချခဲ့လိုက်ပါတယ်။စင်းနေနေပေါ်မှာလည်း Viking တွေကဇတိုက်လိုက်နေကြတော့မဲဖြစ်ပြီးတော့ဆုံးမှာတော့ Ghost လည်းတောင်စုံတစ်ခုကနေရေတံခွန်အောက်ကိုပြုတ်ချသွားခဲ့ပါတယ်။ဒီတော့မြင်းကနေဘယ်သူမှအသက်မရှင်နိုင်ဘူးဆိုပြီးတော့ Viking တွေက Ghost တွေသုံးသွားပြီးလို့ယူဆကထွက်သွားခဲ့ကြပါတယ်။ဒါမဲ့ဒီလူငယ်လေးမှာတော့သူကသူရဲ့ကောင်းတယောက်ဆိုတာကိုတသက်ပြဖို့ကြံနေသေးပြီးတော့လစားချေဖို့ကြံနေသေးတာမို့ဒီချိန်မှာတော့ဒေချင်းတရားဆိုတာကသူ့အတွက်ရေးချေစရာမဟုတ်ခဲ့ပါဘူး။ နောက်တနေ့နဲ့မှာ Viking တွေက Ghost ကိုလိုက်ရှာခဲ့ကြတဲ့အခါမှာတော့လူငယ်လေးကတော့တောင်ချီရင်းကတနေရမှာပုံအောင်နေခဲ့ပါတယ်။ Ghost ကတစုံတစ်ယောက်ကသူ့နောက်ကိုလိုက်နေတယ်ဆိုတာခံစားမိတဲ့အတွက်အာဂုံကိုပြေးပါတော့တယ်။ဒီလိုမျိုးပြေးခဲ့တာကြောင့်သူ့နောက်ကလိုက်နေခဲ့တဲ့သူတွေကသူတို့ရဲ့တိုက်ပွဲကနေပြန်လာနေကြတဲ့ Indian ညီကိုတွေဖြစ်နေတယ်ဆိုတာကိုသူမသိခဲ့လိုက်ပါဘူး။နိုင်နေငယ်ကြပြီးတဲ့နောက်မှာတော့သူတို့က Ghost ကိုကိုတကူထဲမှာတွေးလိုက်ကြပါတယ်။ Ghost ကသူ့ကြောကများတန်ရာကြောင့်သွေးထွက်လွန်ပြီးတော့အာရင်ချိနေနေခဲ့ပါပြီ။ မလမကမ်းမှာတော့ Viking တွေကသူတို့ရဲ့ခွေးတွေကိုတုံးပြီးတော့အနီးနားကရွာကိုရှာပွေနေခဲ့ကြပြီးနောက်ထပ်တပ်ဖြတ်မှုကြီးတစ်ခုမကြခင်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။အိန္ဒိယစစ်သည်တွေက Ghost ကိုကုသပေးဖို့အတွက်ရှာမန်းသမားတော်တယောက်စီကိုခေါ်လာပေးခဲ့ကြပါတယ်။ Starfire ကတော့ Ghost ညကိုကြော်လွန်နိုင်ဖို့ဆူတောင်းပေးနေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်သူကသူမစိတ်ဝင်စားခဲ့တဲ့ဒိုးဒီတော်ယောက်ျားဖြစ်ပြီးတော့သူမကိုခံစားချက်တွေဖြစ်တည်စေခဲ့တဲ့ဒိုးဒီတော်လူမျိုးလို့ပါပဲ။ ောက်တနေ့မနက်မှာတော့ခေါင်းဆောင်လမ်းပြက DNA နဲ့တင့်နဲ့ပတ်သက်ပြီးတော့ဘာလို့ရမလဲဆိုတာကို Foreman နဲ့တိုင်ပင်နေခဲ့ပါတယ်။သူကကိုယ့်ရဲ့ job work အများကိုမြင်ခဲ့တဲ့အခါမှာတော့ပင်လယ်ပြင်ကလူတွေပြန်လာနေပြီဆိုတာသိနေခဲ့ပါတယ်။ရုပ်တရက် Ghost ကလည်းရောက်လာခဲ့ပါတယ်။ရှာမန်ရဲ့မော်ပညာကအလုပ်ဖြစ်ခဲ့ပြီးတော့ Ghost ကတဖန်ပြန်လဲမတ်တက်ရနိုင်ခဲ့ပါပြီ။ဒီနောက်မှာတော့သူကသူ့ရဲ့ညီကိုတွေကိုသူရဲ့ကြောက်လန့်တွေနဲ့မျှားတွေဟာတမန်ကြီးတွေကိုသွားရှင်လို့မရဘဲထွက်ပြေးတာကအကောင်းဆုံးဖြစ်လိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်။ ရွာသားတွေအကုန်လုံးစူးစီးပြီးကန်းတော်ပင်လယ်ပြင်အောက်ကိုထွက်ပြေးဖို့ပြင်ဆင်ခဲ့ကြပါတယ်။သူတို့ကကိုပြောချင်တာကိုနားလည်ကြပြီးတော့သူတို့ရဲ့လက်နက်တွေက Viking တွေရဲ့ Tamil လက်နက်တွေကိုရှင်နိုင်တော့မှာမဟုတ်ဘူးဆိုတာကိုလည်းနားလည်ခဲ့ကြပါတယ်။ဒါမဲ့လေ Ghost ကတော့ဂျန်နေခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူစီမှာရှင်းလင်းရမယ့်တကြွေတစ်ခုရှိနေခဲ့ပြီးလစားချင်နိုင်ဖို့အတွက်လည်းသူ့တက်ကိုတော်စတဲ့ဖို့အတွက်အသင့်ပြင်နေခဲ့ပါပြီ။ထွက်သွားတော့မဲ့အချိန်လေးမှာ Ghost စီကိုကူညီပေးမဲ့သူတယောက်ရောက်လာပါတော့တယ်။သူကတော့ Tamil ဓာတ်လက်ရာဖို့မျှော်လင့်နေတဲ့တတ်တီရှိတဲ့လူငယ်လေးတယောက်ပါပဲ။ သူနဲ့မိကဂျက်စတာဖြစ်ပြီးတော့သူကကိုစ်တိုပဲရွာမှာအမြဲတမ်းအပေခံဖြစ်ပြီးတော့ဂျန်နစ်လူရီရဲ့အသေးမဲ့ပြုမှုနဲ့လေးစားမှုကိုလိုချင်နေသူလည်းဖြစ်ပါတယ်။ Starfire ကကိုစ်ကိုရှာဖို့ထွက်သွားတဲ့အခါမှာတော့ဒါကို မလန်းမကန်းကနေတောင်ပန်နဲ့ကကြည့်နေခဲ့ပါတယ်။တကယ်တော့ရွာမှာခေါင်းဆောင်သေးဖြစ်လာဖို့လူကြိုက်အများဆုံးကတောင်ပန်နဲ့ပါပဲ။ဒါမဲ့သူကမနာလိုစိတ်နဲ့ Starfire နောက်ကိုလိုက်သွားခဲ့ပြီး Viking ခေါင်းဆောင်ရဲ့ခေါင်းကိုအောင်ဝဲစုတစ်ခုအဖြစ်ယူဆောင်လာပေးမယ်လို့လည်းကြေပေးခဲ့လိုက်ပါတယ်။ဒီစိန်ထဲမှာပဲ Ghost နဲ့ Jester တို့က Viking နေထိုင်ရာကိုရောက်ရှိလာပြီးတော့ သူတို့မရှိခိုင်းမှာချောင်းမြောင်းတိုက်ခတ်ပြီးတော့တပ်ဖို့စီစဉ်လိုက်ကြပါတယ်။အဲဒီနေ့နေ့လယ်ခင်းမှာတော့ Starfire ကလည်းရောက်လာပြီး Ghost ကိုတွေ့ကသူမရဲ့ခံစားချက်တွေကိုဖွင့်ပြလိုက်ပါတယ်။သူတို့နှစ်ယောက်ကရန်ကိုကြည်နူးစရာခိုက်တံကိုဥတီသွားခဲ့ကြပြီးတဲ့နောက်မှာတော့အခုတော့ Ghost မှာတိုက်ခတ်ဖို့အတွက်နောက်ထပ်အကြောင်းပြချက်တစ်ခုကအချစ်ပါပဲ။ရောက်လာတဲ့ခါမှာတော့ဝေးကနေ Viking ခရီးသံတွေကိုကြားလိုက်ရပြီး Ghost ကသူ့စီစဉ်ကိုစတင်ကောင်းတဲ့ပေါ်ပါတော့လေ။သူ့ရဲ့ပထမဆုံးပြစ်မှတ်ကတော့တေဆုံးသွားပြီးတဲ့နောက်မှာဆူညံတန်ကိုကြားလိုက်ရတဲ့ဂျန်နဲ့ Viking တွေအဲ့ဒီကိုပြေးလာကြဖို့ပဲဖြစ်ပါတယ်။ ဒါမဲ့လည်းသူတို့အကုန်လုံး Jester ပြင်ဆင်ထားတဲ့ထောင်ချောက်မျိုးမျိုးနဲ့ပဲဂျုံတွေးလိုက်ရပါတယ်။ဒီလိုနဲ့ Viking တွေကထောင်ချောက်မျိုးမျိုးတွေကိုကြောက်ရွံ့သွားတဲ့အခါမှာတော့ Ghost ကလည်းသူတို့ကိုရဲရဲစက်စက်ကိုချောင်းမြောင်းတက်ပြက်လိုက်ပါတယ်။သူတို့က Viking တရာစင်ကြော်လောက်ကိုတတ်နိုင်ခဲ့ပေမဲ့လည်းစုစုပေါင်း Viking 100နီးပါးလောက်ရှိနေပါသေးတယ်။ဒါကြောင့် Ghost ကနောက်ထပ် viewer တစ်ခုအနေနဲ့သူရင်ကပြင်ဆင်ထားခဲ့တဲ့စူးရိုင်တွေစိုက်ထားတဲ့ Twin ကြီးစီကို Viking တွေကိုမျှခေါ်သွားလိုက်ပါတယ်။ဒါမဲ့ Viking တွေ Twin တွေကိုကြာလာတော့မဲ့အချိန်လေးမှနေမယ် တောင်မဲနဲ့ကသူ့လူတွေနဲ့အတူရောက်လာပြီးတော့မိုင်းမဲမဲမဲကိုဝင်ရောက်တိုက်ခိုက်လိုက်ပါတော့တယ်။အဲလိုနဲ့ပဲသူတို့ကထောင်ချောက်အတွင်းထဲကိုပြုတ်ကျသွားခဲ့ပြီးတန်ရာရကုန်ကြတာကြောင့် Viking တွေကလွယ်တကူလေးသူတို့ကိုတတ်လိုက်ကြပါတော့တယ်။မလန်မကန်းမှာတော့ Viking တွေက Starfire ကိုတွေ့သွားခဲ့ပြီးသူမကိုလည်းဖမ်းပြီးတော့မလိုပါပဲ။ Jester ကလည်းသူမကိုတတ်နိုင်သမျှကူညီပေးပေမဲ့သူတို့ကတန်ကြကာကိုမရှင်နိုင်ဘဲနဲ့သူ့ရဲ့ကြောက်လန့်ကလည်း Acid တဲ့ Tammy ကြောင့်ကျိုးသွားခဲ့ရပါတယ်။ နောက်ဆုံးကိုပြန်ရောက်လာတဲ့ချိန်မှာတော့ Jester ကဓာတ်နဲ့ထိုးခံထားရပြီးတော့သူ့ရဲ့အသက်ကလည်းတဖြည်းဖြည်းကျွေလွင့်သွားခဲ့ရပါပြီ။ခဏကြာတော့ Ghost of Starfire စီရောက်သွားပြီးတော့သူမကို Baking ရစီကိုခေါ်ဆောင်သွားဖို့လျှို့ဝှက်လမ်းတစ်ခုကနေတွားလိုက်ကြပါတယ်။ဒီချိန်ထဲမှာပဲ Viking ကောင်းဆောင် Gunner ကတောင်ပန်နက်ကိုရှင်လက်လက်မိရှို့ပြီးတော့အရသာခံကြည့်နေခဲ့ပါတယ်။အရေးပြားတွေလုံကျွမ်းနေခဲ့တဲ့တောင်ပန်နက်ရဲ့စိတ်ပြေအားငယ်စွာအော်ဒန်တွေကိုလည်းလက်လျူရှုပ်ထားခဲ့ပါတယ်။ရုတ်တရက်လူတယောက်ပေါ်လာပြီးတောင်မန်နဲ့ရဲ့နှလုံးသားကိုမျှနဲ့တက်တက်ပြစ်လိုက်ပြီးတော့တသက်သာစွာတီးခွင်ပေးလိုက်ပါတယ် ။ဒီလူကတော့သူသမီးကိုကယ်တင်ဖို့ရောက်လာတဲ့ရွာရဲ့ခေါင်းဆောင်လမ်းပြပါပဲ။ဘိုင်ကင်းတွေကမြားရဲ့လမ်းကြောင်းကိုအမြန်လိုက်သွားကြတဲ့အခါမှာလမ်းမှာတော့ Ghost ကဘိုင်ကင်းတာစင်ပေါင်းများစွာကိုဖျက်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ဘိုင်ကင်းတွေကိုသူကြီးဆက်ကျင်နေတဲ့ Ghost ရောရွရွချုံချုံကိုတိုက်ခိုက်နေကြတာပါ။သူတို့ကခက်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 ကြိုးစားနေကြပေမဲ့လည်းဘိုင်ကင်းတွေကအင်အားများလုံးနေတာကြောင့်သူတို့ကရှုံးနေကြရပါတယ်။အခုတော့သူတို့ကဘိုင်ကင်းတွေရဲ့အင်းသားဖြစ်သွားကြရပါပြီ။ဘာကင်းဒီမှာသူတို့ကိုပြန်ပြီးတိုက်ခိုက်ရဲတဲ့ရန်သူတွေကိုတတ်တဲ့အထူးနီးလန်းတွေလည်းရှိနေခဲ့ပါတယ် သူတို့ကလမ်းပြကိုတပ်ပင်ပင်မှာခြိနှောင်ပြီးတော့သူ့ရဲ့လက်မောင်းတွေကိုလည်းတစ်ဖက်ကိုမြင်းတကောင်စီနဲ့ခြိထားခဲ့တာဖြစ်ပါတယ်။ကန္နာကခြေပြလိုက်တဲ့အခါမှာတော့မြင်းတွေကပြေးလိုက်ကြတာကြောင့်လမ်းပြရဲ့ခြေလက်အင်္ကာတွေလည်းသူ့ရဲ့ခန္ဓာကိုယ်ကနေဆွဲဖြုတ်ကျလိုက်ပါတယ်။ကန္နာတယောက်ဂိုးစီမှာမွေးရပါဘိုက်ကင်းဗီဇာတွေပါနေတာကြောင့်သူ့ကိုမတက်ခင်မှာဂျန်နဲ့အင်ဒီယန်တွေရဲ့တီနီယာကိုပြောပြမယ်ဆိုရင်သူ့ရဲ့တပ်ဖွဲ့ဝင်တွေမှနေရာတစ်ခုပေးမယ်လို့ကမ်းလှမ်းကျလိုက်ပါတယ်။ကိုစကညင်လိုက်မယ်ဆိုရင်တော့သူ့စာစတာဖိုင်ယာကခန်းစားရပါလိမ့်မယ်။ ချက်ချင်းဆိုသလို Starfire ကဖိနှိပ်ခံနေခဲ့ရပြီး Viking စစ်သားတယောက်ကလည်းသူမရဲ့လက်တွေကိုဖြတ်တော့မဲ့အချိန်မှာပဲ Ghost ကကန်နာရဲ့တောင်းဆိုချက်ကိုသဘောတူလိုက်တာကြောင့်ရပ်သွားခဲ့ပါလေ။ရပ်တော်ကြပြီးတဲ့နောက်မှာတော့ Ghost ရောအိန္ဒိယန်တွေတကယ်ရှိတဲ့ကမ်းလွန်ပင်လယ်အော်နဲ့ဝေးရာတောင်ပေါ်စီကို Viking တွေကိုခေါ်သွားခဲ့ပါလေ။ Viking တွေရောက်လာတဲ့အချိန်မှာတော့ဆောင်းရာသီဖြစ်နေတဲ့အတွက်အပေါ်ရေခဲပြင်ခဲနေတာကြောင့်သူတို့ကရေကန်ရှိမှမသိခဲ့ကြပါဘူး။ ။ဘာကြောင့်ကိုစကဒါကိုခွင့်ရယူပြီးတော့တမ်မနီတန်ကြကာတွေအပြင်နဲ့လေးနံတဲ့ဘိုက်ကင်းတွေကိုကျိုးပဲ့လေတဲ့ရေခဲပြင်တွေပေါ်ကိုဖျက်ဆောင်အောင်လုပ်ခဲ့ပါတယ်။ကိုကျောက်ရေထဲကိုပြုတ်ချသွားခဲ့ပေမဲ့သူကရေထဲမှာလမ်းပြစီကအမြင်တစ်ခုကိုမြင်ခဲ့ရပါတယ်။အဲဒီမှာတော့လမ်းပြကသူ့မှာချိုးတဲ့နေတဲ့ဉာဏ်ပညာတွေကိုပိတ်ဆက်ခဲ့ပြီးလစားချီလိုစိတ်ကိုပို့ပြီးတော့မြင်မာတဲ့ရွယ်ချင်းနဲ့စားထိုးဖို့ပြောပြခဲ့ပါတယ်။ကနနဲ့သူ့လူအများစုကအသိရှင်ခဲ့ပြီးတော့သူတို့ကကိုစကိုရေးရဲဆက်ဆက်ကိုရိုင်းနေလိုက်ကြပါတော့လေ။ သူတို့ကကစားနေတာကိုရက်ပြီးတော့အင်ဒီယန်ရွာကိုပြဖို့ပြောလိုက်ပြီးတော့ဘိုးရင်တော့သူနဲ့ Starfire ကိုတပ်ပစ်မယ်လို့လည်းချိန်ချောက်လိုက်ပါတယ်။ကစားကြီးစစ်စရာမရှိတော့တဲ့အတွက်ကိုကြောက်လည်း Viking တွေကိုတောင်းထိပ်စီကိုခေါ်သွားပေးခဲ့ရပါတယ်။အဲဒီမှာသူကရွာရီစီကနေထွက်နေတဲ့မိဘတွေနဲ့ကန်းတော်ပင်လေအော်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အဲဒီအချိန်မှာပဲကိုကချောက်ကမ်းမဆုံးမှရက်နေတဲ့ Viking တယောက်ကိုကြောက်ခဲနဲ့ပြစ်လိုက်ပါတယ်။သူပြုတ်ကျသွားတဲ့အချိန်မှာတော့တောင်းတရင်ဘေးကင်းစီဖို့အတွက်အချင်းချင်းကြီးထားတဲ့ကြိုးကြောင့်တခြားသူပါဆွဲချခံလိုက်ရပါတယ်။ သူလူတွေတယောက်ပြီးတယောက်ပြုတ်ကျသွားတာကိုမြင်တဲ့အခါမှာတော့ကန္နာတယောက်တစ္ဆာဖောက်ထွက်တဲ့တပ်ပြဖို့ Ghost ကိုတိုက်ခိုက်လိုက်ပါတယ်။ Starfire ကဂူကြီးတောင်းဖို့ပြေးသွားခဲ့ပြီးတော့ Ghost ကချိန်ဆွဲပေးထားခဲ့က Viking စစ်သားတွေခြေကျော်ပြီးကြောက်တဲ့ကိုဆွဲချခံရဖို့အတွက်အချိန်လုံလောက်ဆွဲထားနိုင်ခဲ့ပါတယ်။အခုတော့ကန္နာလည်းထောင်ကျောက်ထဲကိုဆွဲချခံခဲ့ရပါပြီ။အလေးချိန်များလွန်နေတာကြောင့် Joe ကလည်းဖြည်းဖြည်းချင်းပြတ်နေတာကိုမြင်ပြီးတော့သူလူတွေနဲ့ချိန်ဆွဲထားတဲ့ Joe ကိုဖျက်ပစ်လိုက်တာကြောင့်သူတို့ကကြောက်တဲ့ကိုပြုတ်ကျသွားခဲ့ကြပါတယ်။ ကနဒါရောက်ပေါ်ကိုရောက်သွားတဲ့အခါမှာတော့အောက်ကဂိုးစ်ကိုပြုတ်ချသွားအောင်လို့ကြောက်ခဲတွေနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဂိုးစ်ကတော့ဘော်တက်ဘုတ်ရွေချက်မရှိဘဲနဲ့သူကအောက်မှာဘုံနေဖို့စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။သူရဲ့စီစဉ်ကတကုံအော်ဟစ်ပြီးတော့စီးနင်းတွေကိုပြူကြောက်အောင်လုပ်ကကန္နာကိုပါမြုပ်ပြဖို့ဖြစ်ပါတယ်။ချက်ချင်းဆိုလိုပဲတန်းချိန်များစွာရှိတဲ့စီးနင်းတွေနဲ့ကြောက်တုံးတွေဟာတောင်ပေါ်ကနေပြူကြလာပြီးကြံနေခဲ့တဲ့ခန္ဓာနဲ့သူ့ရဲ့လူနည်းငယ်ကိုရှင်းပြလိုက်ပါတယ်။ ဒါပေမဲ့လည်းကန်နာကတော့စီးမင်းပြိုကျမှုတွေကနေသိရှင်ခဲ့ပါတယ်အခုတော့ကိုစ်ကကန်နာရဲ့တက်ကိုလူပြီးတော့တိုက်ခိုက်ရပါတော့တယ်ကန်နာကကိုစ်ကိုကုမျိုးနဲ့ကိုတက်စာဖောက်တယ်လို့ဆွဆွဲလိုက်ပါတယ်ကိုစ်ကသူမျိုးနဲ့ကမိစားတွေဖြစ်ကြပြီးတော့အသိရှင်မှုမထိုက်တန်ဘူးလို့ပြန်ပြောကလူစိုးကိုလည်းကြောက်တဲ့ကန်ရှားလိုက်ပါတယ်ရုတ်တရက်ဂျန်တဲ့တောင်တွေကလည်းပြိုကျကုန်ပြီးတော့ရွာကအိန္ဒိယန်တွေကလည်းသူတို့အမျိုးတွေပေါ်ကိုပြိုကျနေတဲ့ကြီးမားတဲ့စီးနှင်းပြိုကျမှုတွေကိုမြင်နိုင်ခဲ့ကြပါတယ် အသေးရှင်ခဲ့တဲ့ကိုကျော်ကတော့သူ့ရဲ့ချစ်သူ Starfire စောင်းစမ်းနေတဲ့ရွာကိုရောက်လာခဲ့ပြီးတော့သူ့ရဲ့လက်စားချေမှုအောင်မြင်ခဲ့တဲ့အတွက်ပျော်ရှင်နေခဲ့တယ်လို့သူကအားလုံးတွေရဲရင်နဲ့သူရဲ့ကောင်းတယောက်လည်းဖြစ်လာခဲ့ပါတယ်။စကားလေးကတော့ဒါပါပဲခင်ဗျအစုံဒီနာဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။